ဒီချိန်မှာကျွန်တော်တို့ကပြောစရာစကားတခုမှရှိတယ်တော်လှန်ပါလားငုံခံပါလားတော်လှန်မင်းဆိုလို့ရှိရင်ပြပြသားသားတော်လှန်ငုံခံမယ်ဆိုလို့ရှိရင်ပြပြသားသားငုံခံသွားဘောကြားတဲ့တခါတန်းပြီးတော့သွားတော့ဟိုလိုလိုဒီလိုလိုနော်ဘာပြောလဲဆိုတော့နိုင်မင်းလောင်းမဲ့လူတွေကတီးတန့်ကိုရှိတယ်အလုံးမင်္ဂလာပါ မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာ31ရက်နေ့ပေါ့နော်31ရက်နေ့ဒီနေ့နေ့စဉ်ထူးခြားသတင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မနေ့ကပြောလိုက်တယ်ပေါ့နော် DNA နေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောလိုက်တယ်ပြောလိုက်တဲ့အချိန်မှာတချို့ comment လေးတွေတွတ်တွေ့ရတယ်ပေါ့နော်တို့မှလည်းဖိအားတွေရှိမှာပါကွာအဲနားလေပေးလိုက်ပါပေါ့နော်နားလေပေးလိုက်ပါ ပြီးတော့နောက်ထပ်ဒါလူမှုကွန်ရက်မှာရေးသားတဲ့ရေးသားထားတဲ့ post တွေတခုလည်းတွတ်တွေ့ရတယ်ပေါ့နော် MND မြောက်ပိုင်း၃မြို့မှာ MND ကစပြီးမှပြစ်ခတ်ရက်ခဲ့တာဗောနော်ပြစ်ခတ်ရက်ခဲ့တဲ့အချိန်မှာ MND ပြစ်ခတ်ရက်တုန်းကတော်လန်ရေးကိုဗာထိခိုက်သွားလဲဆိုတဲ့ဟာဗောနော်အဲဘာမှမထိခိုက်ဘူးငါတို့လုတ်ဆရာရှိရဲ့လုတ်ဆက်လုံနေကြတာပဲဗောနော်နောက်တစ်ခုကအခု TNN တွေအပြည့်ရတော့ရောတော်လန်ရေးတွေဗာထိခိုက်တယ်ဆိုတဲ့ဟာဗောနော်ဒါကရက်တဲ့လူကရက်သွားတဲ့လူကသွားနေမှာပဲဆိုတဲ့ကျွန်တော်တို့ဒါအားရှိစေတဲ့ စကားတခွဖြစ်တယ်ဗောနော်ဒီဟာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကမငင်းလို့အငင်းဝါကြကျွန်တော်တို့မပေးလို့ဒါပေမဲ့ဘာမှသွားပြီးတော့မှပြည်စနာသွားရှိလေလို့ဆိုတော့ဒါမနေ့ညဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟိုမီတင်လေးတခုလုပ်ဖြစ်တယ်ဗောနော်လုပ်ဖြစ်တဲ့အချိန်မှာဒါအားလုံးရဲ့အမြင်တွေဝိုင်းပြီးတော့မှဆွေးနွေးကြတဲ့အချိန်မှာဒါပြောတဲ့စကားလေးတခုဗောနော်ပြောတဲ့စကားလေးတခုကဘာလဲဆိုတော့စစ်တပ်ကဘယ်လူ့ကိုပဲဖြစ်ဖြစ် သူအားကိုးလို့ရတဲ့လူမြည်သူကိုမဆိုအားကိုးပြီးတော့မှစစ်မျက်နှာသာကြုံအောင်လှုပ်တာကတော်လိုင်းအတွက်ထိခိုက်စေတယ်သူ့မှာစစ်မျက်နှာသာလာရှိုးမှာဆင်းပတဲ့တော့စစ်မျက်နှာသာသူ့မှာကျင်းသွားတယ်ကျင်းသွားတော့လာရှိုးကကောင်လေးဆွဲထုတ်ပြီးတော့ဗမာတိုက်တယ်ဆိုတော့နောင်ချိုတက်ပြင်းတော့တာနောင်ချိုရွှေ့ပြီးပြင်းတော့ဘာဖြစ်လဲနောင်ချိုကြီးပါသွားအသေးတန်ကာကွယ်ရင်တိုင်ရင်ခိုင်းရင်လည်းအကြဆုံးများစွာနဲ့နောင်ချိုကြီးပါသွားအဲ့ဒီကနေ80တိုးတယ်ကြောင်မဲထပ်ပါသွားတယ် 82ရဲ့တီဘောပါသွားတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ပြောတာကချစ်ကောင်စီကအခု TNN တွေကဒီလိုမျိုးရက်လိုက်တဲ့အတွက်ချစ်ကောင်စီကစစ်မင်းသားရော့သွားမယ်ကြီးရော့သွားတော့အဲ့ဒီကအင်အားကိုဆွတ်ထုတ်မယ်နောက်ထပ်သာကျွန်တော်တို့တိုင်းတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေကနောက်ထပ်နှစ်ဖွဲ့လောက်ကသာအခုလိုမျိုးအပြစ်ခတ်ရဲဆဲကြီးအဲ့ဒီနေရာကအင်အားတွေဆွတ်ထုတ်ပြီးတော့မှချစ်ကောင်စီကကျွန်တော်အညာဒေသကြီးကိုအတင်းအဖိခံရမှာကျွန်တော်တို့လူငယ်တွေ ဖိပြီးအတိုက်ခံရမှာကိုကျွန်တော်တို့ကကြောက်တယ်။ဟုတ်။ဘာဖြစ်လို့လဲဆိုတော့စစ်တိုက်တာကြီးလူစစ်ထိုးတထောင်စစ်ခံတရားပဲပြောပြောဘလို့ပဲပြောပြောဆယ်သားတစ်ဆခံတိုက်နိုင်တယ်ပဲပြောပြောတကယ်တကယ်ဖိပြီးတိုက်တာလို့ရှိရင်ကျွန်တော်အညာဒေတာကတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေလို့လက်နဲ့မပြည့်စုံဘူး။ကောင်းကောင်းမွန်မွန်နေရှိလား။အဲကျွန်တော်တို့မှာတွားပြီးတော့ပြန်ပြီးတော့တွေးတရားအတွေးတွေရှိလာတယ်။အဲ့တော့ ဖီးအားပေးလို့နေမှာပါကွာနားလဲပေးလိုက်ပါနားလဲပေးလိုက်ပါကျွန်တော်နေတိုးကိစ္စပြောတော့လည်းဒီတိုင်းပဲမင်းတို့ကဘာကောင်းနေမလို့လဲသူ့မှာလဲဖီးအားရှိမှာပါနားလဲပေးလိုက်ပါဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာလေးတစ်ခုကျွန်တော်ပြောပြချစ်ကောင်စီကလူတစ်ယောက်ကသူ့ရဲ့မိသားစုကိုချစ်ကောင်စီကဖမ်းထားမယ်ဖမ်းထားမယ်ဖမ်းထားပြီးတော့မှသူ့ကိုဖီးအားပေးမယ်မင်းဒီနိုင်ငံရေးအကျဉ်းသားတွေကိုနှိပ်စက်ရမယ်မင်းဒီလူတွေရဲ့လောက်ရက်တွေကိုမပေါ်ပေါ်စစ်ရမယ် ရိုက်ရနှက်ရမယ်နောက်ဆုံးရိုင်းနှင်းလက်လုံပြီးတော့မှကျွန်တော်တို့တည်ဆုံသွားတဲ့စစ်ကြောရေးမှာတည်ဆုံသွားတဲ့လူတွေအများကြီးရှိတယ်အဲ့လူကိုကျွန်တော်တို့တော်လိုင်းတက်ဖို့ရမိခဲ့ပြီဆိုပါစို့ तू ကပြောမယ်ကျွန်တော်မှာဖီးအားတွေရှိလို့ပါအဲ့ဒါခွင့်လို့မလားဘယ်တစ်ချက်ပေါ့နော်ခွင့်လို့မလားခွင့်လို့လို့ရရရဲ့လားပေါ့နော်ခွင့်လို့နိုင်တဲ့တီးခံခွင့်လို့နိုင်တဲ့နှလုံးသားရှိလားရှိလို့ရှိရင်လေဇာကြီးနဲ့ကျွန်တော်နဲ့ပြောပြောသလိုပေါ့နော် မင်း online အာနာသိမ်းတာလေသူ့မှာလေအကြောင်းချင်းရတော့ရှင်းချာဒီလိုတော့နားလဲပေးလိုက်ပါလားဟုတ်တယ်မလားနားလဲပေးလိုက်ပါကွာဆိုပြီးတော့မှပြောလို့ရတာဗောနော်နေရတကစစ်ကောင်စီကနေဒီမှာတလောက်ပြည်သူပေါ်မှာခုနတက်ဖြတ်ညှင်းဆဲပြီးတော့ဟုတ်တယ်မလားဒါနေရတကမိချို့တက်ဖြတ်နှိမ့်ဆက်နေတာပြည်သူပေါ်မှာတလောက်ညှင်းပန်းနှိမ့်ဆက်နေတဲ့စစ်အစိုးရကိုစစ်ကောင်စီကိုဒါနားလဲမှုကျွန်တော်တို့ကလုံးဝပေးလို့မရဘူးဗောနော်နားလဲမှုပေးတာ ਨੇ ဟိုကျွန်တော်တို့ကောင်းဖို့တက်ပြီးတော့ ကြီးပါမဲ့လောက်ရဲ့လောက်မှာပေါ့နော်ဟုတ်အဲ့လိုမျိုးပဲပေါ့နော်ဒါကျွန်တော်တို့နားလဲပေးလိုက်ပါ နားလဲပေးလိုက်ပါဆိုရင်းနဲ့ကျွန်တော်တို့ဒီ1962ကလေးကနားလဲပြီးခဲ့တဲ့ဟာကရန်ကမပြတ်ခဲ့ဘဲနဲ့ရန်ကမပြတ်ခဲ့ဘူးဆိုတာကတချို့လူတွေမပြတ်ခဲ့တာကိုပြောတာဟုတ်တချို့လူတွေကတော့ပြတ်သားခဲ့တယ်ပြတ်သားခဲ့လို့62တွေကနေဒီနေ့ဒီချိန်ဒီတက်ရှိထင်ရှားတော်လှန်နေတဲ့လူတွေလည်းရှိတော့မယ်เนาะလက်နဲ့ကင်ပြီးတော့မတိုက်နိုင်တာတောင်မှပဲ ရှိတဲ့ငွေကြေးကိုရှာခဲ့သမျှစီးပွားကိုလာတဲ့စိုက်ထုတ်ပြီးတော့မှနော်ထောက်ပံ့ပို့ဆောင်ပေးနေတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဒါပြတ်သားခဲ့တဲ့လူတွေမပြတ်သားခဲ့ဘဲနဲ့ကျွန်တော်တို့အဲခွာထိုင်နေပေါ့နော်အမင်းညားကပြောခဲ့တဲ့ဇာကားလေးတစ်ခုဆိုလို့ရှိရင်ဒါကျွန်တော်တို့အဲဂိတ်တိတ်မှာပေါ့နော်ဂိတ်တိတ်မှာကျွန်တော်တွန်လိုင်းတက်ဖွဲ့ဂိတ်တိတ်မှာဘာသွားမိလဲဆိုဆရာကြီးစစ်စစ်မူတန်းဟောင်းကိုသွားမိတယ်စစ်မူတန်းဟောင်း ူ့ရဲ့အချက်လက်တွေကိုစုံတန်းကြီးချင်းအားဖြင့်လေစစ်ကောင်စီရဲ့ဒလန်ဆိုရဲလုံးဝတေးကြတယ်ဟုတ်တေးကြတယ်ဒါပေမဲ့ तू ကဘာသွားဖြစ်နေလဲလို့ဆိုတော့သူ့မှာကအဖွဲတစ်ဖွဲကိုအလှဝင်9000လူတယ်မြန်မာဝင်9000 9000လူထားဘူးတဲ့ certificate တစ်စောင်သူ့မှာရှိရှိတော့ तू ကအဲ့ဒီအဖွဲကိုလှမ်းပြီးတော့မေးလဲမေးရောအဲ့ဒီအဖွဲကဟုတ်ပါတယ်ဒီလူကသူတို့လှူထားဘူးပါတယ်ဆိုပြီးတော့အဲ့ဒီအဖွဲကထထပြီးတော့မှထောက်ခံလိုက်တဲ့အတွက် အဲ့ဒီလူကိုကျွန်တော်တို့တရားစီရင်လို့မရတော့ဘဲနဲ့ပြန်လွှတ်ပေးခဲ့ရတယ်။ဘာဖြစ်လို့လဲတော့တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းရဲ့မျက်နှာတွေထောက်ထားပြီးတော့မှဒီလိုမျိုးပေါ့နော်။အဲ့တော့ဒါ9000လေးလူဦးတဲ့လူ။အဲ့တော့ဟာတသိန်းလူဦးတဲ့2သိန်းလူဦးတဲ့3900တရားလောက်ဒီခီးကြီးမှာမခက်ခဲဘူးပေါ့နော်။ဟောတော့မှလစဉ်တလောက်10သိန်း15သိန်းလောက်ကိုယ့်ရဲ့စီးပွားတွေကနေထုတ်ပြီးတော့လူပြီးတော့မှတစ်ဖက်ကလည်း certificate တွေကိုပိုက်ထားမယ်။ တစ်ဖက်ကလည်းချစ်ကောင်စီကိုပြောင်ပြောင်တင်းတင်းထောက်ခံနေမဲ့လူမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလုပ်ဒီချိန်မှာကျွန်တော်တို့ကပြောစရာစကားတစ်ခုမှရှိတယ်တော်လှန်ပါလားငုံခံပါလားတော်လှန်မဲဆိုလို့ရှိရင် ပြပြသားသားတော်လှန်ငုံခံမဲဆိုလို့ရှိရင်ပြပြသားသားငုံခံသွားဘောကြတဲ့တကားတန်းပြီးတော့သွားတော့ဟိုလိုလိုဒီလိုလိုနော်ဘာပြောလဲဆိုတော့နိုင်မင်းလောင်းမဲ့လူတွေကတီးတန့်ကိုရှိတယ်နိုင်မင်းလောင်းမဲ့လူတီးတန့်ရှိတယ်အဲ့ဒါကဘယ်သူတွေလဲဆိုတော့ဆောနာကျွန်တော်ပြောတဲ့ certificate ကင်ထားသော နာမည်ကြီးထင်ပေါ်ကျော်ကြားလူများတက်တက်ရှိတယ်เนาะဒီလူတွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒါတွေကအချိန်တန်လို့ရှိရင်ဘောင်ချာလို့ပြောတဲ့ဟာဘောင်ချာဆိုတာကကျွန်တော်တို့ကဒီဇွဲဝိုင်းတဝိုင်းကစားလို့မပြီးမချင်းညီလေးရှင်းမယ်ကွာလို့ဇပွဲတို့မခေါ်မချင်းကအဲ့ဒီဇပွဲဝိုင်းမှာရှိသမျှဘောင်ချာကိုဘောင်ချာစုပ်မဲ့လူကထိုင်ပြီးတော့ရေးထားเนาะတပွဲပြီးတပွဲဖို့တော်တောင်းတာမဟုတ်ဘောင်ချာဆိုတာအဲ့ဒါကိုခေါ်တာ เนาะအဲ့ဒါကိုကျွန်တော်တို့ကဟာဟိုဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်နောက်ဆုံးကြမှာအပြတ်လုံးဝကိုယတိပြတ်ရှင်းရမယ်ဆိုတဲ့ဟာကိုစိတ်ရှင်းရမယ်အပြတ်ရှင်းရမယ်ဆိုတဲ့ဟာကိုဆိုလိုခြင်းဆိုလိုခြင်းတာအဲ့တော့မှတ်ထားရမယ်သူဒီတယောက်ဆိုဒီတယောက်ဒီတယောက်ဆိုဒီတယောက်ဒီကောင်ကတော့ဒီလိုချိုးမျိုးချိုးရတယ်နေတို့ကဒီလိုချိုးမျိုးမြင်းမြတ်ကဒီလိုချိုးမျိုးဘာဟိုကောင်ကပါအေဂျင့်မောင်းလာပြီဒီကောင်ကဒီလိုချိုးမျိုးဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကတီးတန့်ကိုတတ်မှတ်ထားအဲ့တော့ဆိုလိုခြင်းတဲ့စကားရင်းကပျောက်သွားမှာဆိုလို့ ကျွန်တော်တို့ပြောချင်တာကတော့ဘသူပဲအပြစ်ရရက်ရက်ပါမရမ်းနဲ့လို့မဆိုလို့ဒါပေမဲ့ပြည်သူလူထုရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးတဲ့အပြစ်ရရှင်မျိုးနော်စစ်ကောင်စီကိုအားမွေးလို့ရအောင်လို့အားစီးတိုက်တဲ့အပြစ်ရရှင်မျိုးတွေဒါကျွန်တော်တို့ကမပြုတ်လို့ဖို့ပေါ့နော်မပြုတ်လို့ဖို့ဒါလေးကိုဝါဖြစ်ရှင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာတကယ်တိုင်းနန်းတော်လိုင်းတက်ဖွဲ့တွေကိုအခြေတည်တဲ့တော်လိုင်းဖြစ်တယ်ဒါပေမဲ့ ဗမာကြီးလဲဗမာအလုပ်ဗမာလုံးပါပါကရင်လဲကရင်လုပ်ကရင်လုပ်လို့ချင်းလဲချင်းလုပ်ချင်းလုပ်လို့ကိုပိုင်နေမျိုးရအောင်တော့ကိုကနဲ့ကိုပဲတိုက်ယူမှရမှာဒါကရင်ကနေပြီးမှဒါဗမာပြည်ဆိုပြီးတော့မှဟိုးသခိုင်းမခွေးကိုလာပြီးတော့မှတိုက်မဲ့အစီအစဉ်တော့ဘလူးမှမရှိဘူးဒါပေမဲ့ကရင်ပြည်နဲ့ကရင်တိုက်ရမှာချင်းပြည်နဲ့ချင်းတိုက်ရမှာဗမာအလဲပိုင်းဒေသဗမာပဲတိုက်ရမှာပဲဒါပေမဲ့ကျွန်တော်တို့ဆိုလိုချင်တာချစ်ကောင်စီ အားမွေးလို့ရအောင်စစ်ကောင်စီရဲ့စစ်မျက်နှာသာကျင်းသွားအောင်လို့လုပ်တဲ့အလုပ်ကတော်တော်ကြီးဆိုးတယ်ပေါ့နော်ဒေါ်လန်ရေးတွေဒါကဟိုထိခိုက်နေနာသေးတဲ့အကြောင်းတရားတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကပြောပြတာပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒါပြည်သူလူထုအဲတချို့ထင်အောင်ထင်မှားဖြစ်မှာဆိုးလို့အဲကျွန်တော်တို့ကပြောပြတာပေါ့နော်အဲအဲ့ဒီဟာလေးအဲဒါတခုတ်တရားကျွန်တော်တို့ထပ်ပြီးတော့မှပြည်သူလူထုကိုလည်းရှင်းပြတာဖြစ်ပါတယ် TNN လေးပေါ်အပြည့်မြင်လာလား ဘာဖြစ်ကြလားမင်းသူ့သူ့နေရာနေတော့ဝင်ကြီးကိုမှန်ပါတယ်သူ့နေရာမှာကျွန်တော်ဆိုလို့ရှိရင်လည်းဘလို့လောက်ရမလဲဆိုတဲ့ဟာစဉ်းစားပြီးတော့မှသူ့မှာလည်းခေါင်းနေအများကြီးရှုပ်နေမယ်ဆိုတဲ့ဟာလည်းကျွန်တော်တို့သိပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတော့မင်းတို့ကမင်းတို့ဒါအိုးပဲဖိပြီးတော့ပြောနေတယ်မင်းတို့ NUG ကြမင်းတို့မပြောဘူးလားမင်းတို့မပြောဘူးလားဆိုတော့ NUG အောက်ကတက်တွေကဒီနေ့ဒီချိန်ဒီစွာအားသမျှအလုံးလုံးနေတုံးမှာပဲလုံးနေတုံးမှာပဲအဲ့တော့ NUG ကတိုက်တာလား မတိုက်ဘူးလားဆိုတဲ့ဟာက NUG အောက်က MOD အောက်ကတပ်ဖွဲ့တွေကိုလိုက်ပြီးတော့မှတခုချင်းလိုက်ကြီးချင်းအားဖြင့်ကျွန်တော်တို့သိနိုင်ပါတယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့သူလည်းတက်ဆန်းသီးရွေကိုလုံနေပါတယ်အားလုံးကတော့တက်ဆန်းသီးရွေလုံနေတယ်ဒီချိန်မှာကျွန်တော်တို့ကအပြစ်ထိုင်ပြောဖို့ Vike Cow ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ NUG ကိုဖောင်းထိုင်ထုဖို့မဟုတ်ဘူး MOD ကိုဖောင်းတိုင်ထူဖို့မဟုတ်ဘူးကျွန်တော်တို့ဖောင်းထူရမှာဘလူတွေလေအဲ့လိုဂျားနေကောင်တွေကိုเนาะ ကိုလိုကန်းလန်လှုပ်တဲ့ကောင်တွေကိုနိုင်မြင့်လောင်းကိုထိုင်ဆောင်နေတဲ့ကောင်တွေကိုဆောင်းနာပြောလို့ပေါ့နော် certificate 9000လေးလူတဲ့ certificate တစ်ခုတစ်ခုကသူ့ရဲ့အသက်ကိုကယ်ဝါတဲ့ပုံစံမျိုးလူသာလွန်းတာလှုပ်ထားတဲ့ကောင်တွေသွားလေးကျွန်တော်တို့က white cow ပြပြသားသားလှုပ်ရမယ်လို့ဆိုလို့ရှင်တာအဲ့တော့နားလဲပေးလိုက်ပါနားလဲပေးလိုက်ပါဆိုကျွန်တော်တို့အဲ့လိုမျိုးနားလဲပေးဖို့ဆိုလို့ရှင်တော့ main online မှာလဲသူ့ဖိအားရှိတယ်ငါတို့နားလဲပေးလိုက်ပါကွာ ဆိုဝင်းမှလည်းသူဖီးရရှိရငါတို့နားလဲပေးလိုက်ပါကွာဆိုပြီးနားလဲရင်နားလဲရင်လည်းကျွန်တော်တို့တော်လှန်ရေးကနောက်ဆုံးကြတော့နောက်ကိုဆုတ်သွားမဲ့အနေထားမျိုးဆုတ်ရုပ်စီမဲ့အနေထားမျိုးဖြစ်သွားမှာဆိုတဲ့အတွက်ကျွန်တော်တို့ကဒီဒီချိန်ကပြက်ပြက်သားသားအလုပ်လုပ်ရမယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဟုတ်ဟုတ်အဲနောက်တစ်ခုကတော့တရင်ကောင်းပေါ့နော်တလင်းသားအတိုင်းတောင်းလို့မျိုးနေအတွင်းမှာရှိတဲ့မောင်းမကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာဒါစတက်ဘက်က7ယောက်တေသွားပြီးတော့လက်နက် 21လက်တင်ဆက်ရမိတယ်ဗောနော်အဲ့ထဲမှာဆိုတာကျွန်တော်တို့ G3 တို့နောက်ပြီးတော့ UC တို့တက်နဲ့တွေပုံပဲဗောနော်ဒီတက်ပုံလည်းတွေ့ရတာဗောဟုတ်ဟုတ်အဲ့တော့ဒါကကျွန်တော်တို့ပြောရလို့ရှိရင်အဲကျွန်တော်သွားပြီးတော့မှဒီကိစ္စလေးကိုသွားတွေးမိလိုက်တာဗောနော်သွားတွေးမိလိုက်တော့နာ7ယောက်တည်တယ်အဲကျွန်တော်လက်နဲ့ပေါင်း20နဲ့တက်လက်ရတယ်ဗောနော်ဒါကျွန်တော်တို့ဒါ UC ဆိုလို့ရှိရင်6လက်ကျွန်တော်တို့ G3 B63 ခုနှစ်လက် ်အပြီးရင်ဒါ smoke gun ပေါ့နော် smoke gun နှစ်လက်ပြီးရင်ကျွန်တော်တို့ commando စိတ်မြောင်းနှစ်လက်6လုံးမြူ၄လက်ပေါ့နော်စုစုပေါင်း20နဲ့တစ်လက်ရခဲ့တာကဘာနဲ့တွားပြီးတော့မှဟိုအလားတန်သွတ်တူနေလေဆိုကျွန်တော်တို့ဒီရက်ပိုင်းမှာဆိုလို့ရှိရင်ဒါဒီရက်ပိုင်းနေမဟုတ်ပါဘူးတောက်လျှောက်ဒီနှစ်ပိုင်းနေမှာလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် campaign နေအရင်များတယ် campaign နေအရင်များတယ်နော်လူနဲ့ဒါနေပြီးတော့တိုင်းစစ်ဌာနဆိုလို့ရှိရင်ဒါခစ်တင်ပါဆိုလို့ရှိရင်ညာတိုင်းလိုက်လွှင့်တယ် နော်လူနဲ့ခန်းနဲ့မျှဖို့လူနဲ့ခန်းနဲ့မျှဖို့ဆိုတော့ခေါင်းစဉ်တွေပေါ့နော်လူရင်အားနဲ့ခန်းအင်အားနဲ့မမျှတသေးတဲ့အတွက် မျှဖို့ဆိုပြီးတော့မှကမ်ပိန်းတွေတောက်လျှောက်သူတို့မှနေတိုင်းပြည်သူအတိပေးနေတိုင်းလိုက်လွှင့်နေရတဲ့အရေးပေါ်ရဲမေးတွေတွားပြီးတော့မှကျွန်တော်နေနေတိုင်းတွားပြီးတော့မှတွေ့တယ်ပေါ့နော်အဲ့တော့ဒီဟာကဘာနဲ့တွားအလားတန်တွားတူနေလဲကျွန်တော်တို့အသက်နဲ့ရင်းရတဲ့ကမ်ပိန်းတစ်ခုတော့ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဒါတနက်20တလဲဆိုတာက တွဲမှာဆိုတလက်ကိုသိန်း100နဲ့တွဲမှာဆိုလို့ရှိရင်တော့သိန်းပေါင်း2000เนาะသိန်း2000ကမ်ပိန်းကိုအသက်နဲ့ရင်းပြီးတော့လှုပ်လှဲရတဲ့အနေအထားမျိုးတွေဘာလို့လဲကျွန်တော်တို့မှာတကယ်တချို့လက်နဲ့ရှားတဲ့နေရာဒေသတွေမှာ ရှားနေတုံးပါပဲရှားနေတုံးပဲပေါ့เนาะအဲ့တော့ကျန်တဲ့လူတွေကအဲမျှပြီးမပေးဘူးလားဟိုဟာမဖြစ်ဘူးလားဆိုတော့ကျန်တဲ့လူတွေမှာလည်းသူကအရန်ကထားရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာစက်ရုံမရှိဘူးပြင်းတဲ့လူကျွန်တော်တို့မှာ ချက်ချင်းပြင်နိုင်တဲ့လူတခုခုဆိုလို့ရှိရင်တနက်ဟိုတိုက်ပွဲဝင်ရင်နဲ့အဲဒါတက်သွားတယ်ဆိုလို့ရှိရင်ဟိုဟာဖြစ်ဖို့အတွက်ချက်ချင်းလုတ်ပေးမဲ့လူစစ်ကောင်စီမှာကြတော့ရှိတယ်စစ်ကောင်စီမှာမင်းတနက်အလက်30အရှိတန်းမှာပြက်သွားလာပြက်သွားရင်အဲအလက်30နောက်ကိုပို့ပို့ပြီးွားနဲ့နောက်ကကောင်းတဲ့အလက်30ချက်ချင်းတင်ပေးနိုင်တဲ့အနေအထားမျိုးရှိတယ်ကျန်တဲ့လူတွေမှာလည်းအရန်သွားထားထားရတယ်အဲ့တော့လူနဲ့ကန်းနဲ့အင်အားမျှတဖို့အတွက်ဒါဟိုအသက်နဲ့လောင်းကြီးထက်တဲ့ ကမ်ပိန်းတစ်ခုလိုတော့သွားပြီးတော့မှတွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲဘော်တွေကလက်နဲ့ရဖို့အတွက် နေမီဆိုးမနိုင်ဖို့အတွက်ကိုတကယ်စွန့်စုံစားသားလုပ်နေပါတယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဟုတ်အော်ဒါနောက်တစ်ခုကလည်းကျွန်တော်တို့စကိုင်းတိုင်း wallet ပေါ့နော် wallet ကိုဒါကြေးရွာလေးကိုစစ်ကြောင်းထိုးထိုးတယ်နောက်တစ်ခုကအဲအိမ်မှာရှိတဲ့ပစ္စည်းတွေကိုစစ်ကြောင်းသူတို့ကြိုက်တဲ့ဟာတွေယူပြီးတော့မှအိမ်တွေမီးရှို့လူတွေကိုခုနလိုတစားခံဖြစ်ဖမ်းဆီးနေတဲ့ဒါစစ်ကြောင်းဒေါ်လာရေးအဖွဲ့တွေကတိုက်ခိုက်တဲ့အချိန်မှာ ဒါ16ရောက်ပေါ့နော်16ရောက်တည်ပြီးတော့30လောက်ကတော့ဒဏ်ရာရတယ်ပေါ့အခု တောက်လျှောက်ကဒီစကိုင်းရတော့ခဏခဏပဲတော်တော်များများကဒီစစ်ကြောင်းထိုးပြီးတော့မီးရှို့ခံနေရတာပဲဒါစကိုင်းတိုင်းဒေသတော်တော်များများမြို့နယ်တွေမှာကျေးရွာတွေမှာဆိုရလဲခုနလိုဒါပြာကျနေပြီပေါ့နော်ပြာကျနေတယ်အဲ့ဒါကြောင့်လည်းအခုလက်ရှိဒါစကိုင်းတိုင်းဆိုရလဲခုနလိုဘုံကရှေ့မှာပြောခဲ့တယ်လို့ပဲလက်နဲ့အင်းအလုံလောက်မှုမရှိတဲ့အခါကျတော့ခုနက ကြီးကုန်တယ်ဆိုတာနဲ့နောက်ပြန်ပြေးရတဲ့ပုံစံမျိုးတွေဒါကြောင့်လဲဒါစစ်စစ်ကောင်စီအနေနဲ့ကစကိုင်းကိုခဏခဏစစ်ကြောင်းထိုးနေတာတွေတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့တော့ဒါကျွန်တော်တို့ပြည်သူပိုင်ပစ္စည်းတွေကိုခိုးတဲ့စစ်ကော်မရှင်ဆိုပြီးတော့မှဒါကျွန်တော်တို့ခေါင်းနဲ့တက်ပြီးတော့မှဒါသတင်းတွေမှာဆိုရရင်ရေးသားနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကရဲဘော်တွေခိုးအောင်အောက်ကတရင်မှုတွေတခွဲမှုတွေစစ်ကြောင်းမှုတွေ ခိုးအောင်လို့ဘယ်သူတွေကလှုပ်လဲဆိုတော့အဲ့ဒီမင်းအောင်လိုင်းဦးဆောင်တဲ့စစ်ကောင်းဆောင်တတိုက်ကပဲလှုပ်တယ်ဘယ်လိုလဲတော့အောင်ပေါ့နော်အချင်းပြတ်အောင်ဘယ်လိုလှုပ်လဲဆိုတော့ဆရာကြီးပထမဆုံးကခြေတန်းကိုတွားမယ်တွားမယ်ခကြီးကဒီတိုင်းတွားရင်တော့အန်လီယံမရှိရင်တော့လမ်းလျှောက်ပြီးတွားရင်တော့၃ရက်ပဲကြာမယ်ဒါတေချာပေါ့ဘာအန်လီယံမှမရှိဘူးအေးစေးတနက်နောက်ပြန်ထမ်းပြီးတော့ဒိုးဝိုင်း၃ရက်ပဲကြာမယ်အဲ့တော့ရိတ်ခါကကြည်တန်းတွေလဲကြောပေါ်မှာလွေရတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့ ရိတ်ခါ၃ရက်စာပဲထည့်တယ်။၃ရက်စာလေးထည့်ပြီးတော့မှစပြီးကြီးတက်လာတော့လမ်းမှာတိုက်ပွဲတစ်ချိန်ချင်းဖြစ်တော့ဒေါ်လိုင်းတက်ဖွဲ့ရင်းနဲ့ခြားကြခြားကြတဲ့ခါကျတော့၃ရက်မက၅ရက်ကြာသွားမယ်၊၇ရက်ကြာသွားမယ်၊၉ရက်ကြာသွားမယ်ကြာကြာကျင်တော့ကြာသွားတော့ကြာသွားတဲ့ခါကျစားတရာမရှိတော့စားတရာမရှိတော့နောက်ဆုံးရွာတရွာရောက်ပြီဆိုတာနဲ့ပြည်သူလူထုကလည်းစစ်တက်လာပြီဆိုတာနဲ့တိုက်ပွဲဖြစ်မှဆိုတဲ့အတွက်ချောင်ပြေးကြအိမ်တကားတွေပိတ်ပြီးတော့အဲ့ဒါဘာလို့လဲဆိုတော့အိမ်တကားတွေရိုက်ဖွင့်ပြီးတော့မှပထမဆုံးစတာငတ်မုတ်ချင်းကစတယ်ဒီကောင်းဒီမှာ လမ်းမိုချင်ဆတယ်လမ်းမိုချင်ဆတော့ဆန်စီစားအိမ်ထဲမှာဝင်ပြီးတော့မှရှာတယ်အတွေ့တဲ့ကြက်တွေဘာတွေပြစ်တယ်အနွားတွေဝက်တွေပြစ်ခတ်ပြီးတော့မှပေါ် ပြီးတော့မှစားတော့ကြတယ်ဗောနော်စားတော့ကြရင်ကနေပြီးတော့မှအိမ်ကတံမိုးကြီးပစ္စည်းတွေတချို့အိမ်ရှင်တွေကယူမသွားနိုင်တဲ့အခါမျိုးမှာလက်ဝဲရတနာကြံနေတာတို့ အဲတချို့ဆိုလို့ရှိရင်အဒီမိတ်ဒီထပိပြိုးငါမိတ်မောက်တခါမှဝင်မပေးဘူးกว่าဆိုတော့နောက်ဆုံးကျွန်တော်ဒီသုံးနှက်ခွေမှာလေခေကောဟိုတော်ဒီဟိုတေဘောဘိုးအတက်ပေါ့နော်ကျွန်တော်တေဘောဘိုးပဲအတက်ဖလူကနေတက်တဲ့ကျွန်တော်သုံးနှက်ခွေမှာဆိုလို့ရှိရင်ဟိုချစ်ကောင်စီရဟွာတွေပါမိတ်ကပ်ဘူးတွေနှကန်းနေတွေအားစားတွားပြီးတော့မှအတွေ့ရတဲ့အခြေအနေမျိုးတွေအဲ့ဒါလေသူတို့လူကြီးတွေကသူတို့ရိတ်ခပြည့်ပြည့်စုံစုံနဲ့ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်လေး ဟိုမခိုးတော့ဘူးပေါ့နော်မခိုးတော့ဘူးဒါပေမဲ့ခိုးတော့ခိုးမယ်ဟိုຢာဂိုင်နှုံးတော့နေအောင်ပဲဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကအိမ်နာမကတ်တော့ပဲနဲ့ငါတို့ဟိုရှောင်ကွင်းပြီးတော့မှပြပြဆုံဆုံရှိနေလို့ရှိရင်ဆိုလိုတာပါဒါလည်းအကောင်းဘက်ကနေမြင်ကြည့်တာပေါ့နော်အကောင်းဘက်ကနေမြင်ကြည့်ဒါပေမဲ့ခိုးခြင်းတဲ့ကောင်ကတော့ခိုးမှာပါပဲပေါ့နော်အဲ့တော့ပြည်သူလူထုပိုင်တဲ့ပစ္စည်းတွေကိုတော့ချက်ကောင်စီကတော့ဒါလုံနေကြပဲအရင်တော့ကခိုးလို့မရရင်ဒဲတောင်းတာပဲလေဟောရမှာခင်ဗျာတက်မှလူကြီးလာမှာမလို့ဗျာခင်ဗျာမီးဆက်လေး ဒါပို့လိုက်ပါအောင်လို့တဲ့တက်ကိုလာဖို့ပါအောင်လို့အဲကျွန်တော်တို့တက်ဆိုလို့ရှိရင်ဘယ်လောက်ထိဝါဖြစ်လဲဆိုတော့မိသက်ကိုပါဟို level ညှိရတဲ့အနေအထားမျိုးပေါ့နော်အဥက္ကန်တွေကကွဲနေတယ်ရေရမနေဘူးမနေတဲ့အခါကျတော့လူကြီးလာကနီးလို့ရှိရင်ဥက္ကန်တွေကအကုန်လုံးရေဖြည့်ဖို့အတွက်လည်းအဆင်အမပြေတော့ဘူးလူကြီးကရေလာလာမင်းနဲ့မလာဘူးလို့ပြောလို့ကမရမရတဲ့အခါကျတော့မိသက်ကိုအဲ့မှာအဲ့အဲ့တနေ့မှာ၅ခေါက်၆ခေါက် သူ့ကိုအများကျွန်တော်တို့အုတ်ကန်တွေအကုန်လုံးရေလိုက်ဖြည့်ပြီးတော့မိသားကကိုကံမှာရေသွဆုပ်လိုက်တက်ထဲမှာလာထည့်ပေးလိုက်နဲ့ဒီလိုမျိုးပေါ့နော်အစကလေးကခိုးတာကတော့လက်နဲ့နဲ့နဲ့လက်ကြီးကြီးကတော့ခိုးနေစမြဲပဲဖြစ်တယ်ပေါ့နော်ဒါလေးပြောချင်တာပေါ့ဟုတ်အဲနောက်တရင်တစ်ခုကလည်းကျွန်တော်တို့အစစ်ကောင်စီတဲ့ဝါရဝါရဖြန့်ငိုစက်ကားပေါ့နော်ခေတ္တမိုင်းကိုတုံဆိုင်ကြမိသူများဆိုတော့စက်ကားကိုဒါအစိုးရရန်ရန်ရှမ်းနေမှာ ါ wafer နဲ့ post တခုတင်တာပေါ့အဲ့ wafer နဲ့ post အောက်မှာမှာခုန director အောက်ရှမ်းတူကနေမှဒါတဲပေးလို့ဆိုပြီးတော့စစ်ကောင်စီကနေမှဖမ်းသွားတာပေါ့နော်အခုလက်ရှိဒါစစ်ကောင်စီဖမ်းတာဆိုရင်ဒါကျွန်တော်တို့ဒီအမှုပညာရှင်၄ယောက်ထိရှိနေပြီလို့သိရတယ်ပေါ့ဟုတ်ဒါနဲ့ပတ်သက်လို့ကဲအခုစစ်ကောင်စီကဖမ်းပြီ lab really ပေးတာကိုဖမ်းတယ်အဲ့တော့စစ်ကောင်စီကဘာနားလဲပေးလို့ကျွန်တော်တို့ online တက်ဖွဲ့နဲ့ပတ်သက်လို့ ဘာနားလဲပေးလေအဲ့မှာကျွန်တော်ဟိုဟိုမှာဗာလေတိုင်းမှုတရားပေါ့နော်တိုင်းမှုတရားကျွန်တော်ခမရ3-5-1ကပေါ့နော်3-5-1ကျွန်တော်ကြောက်ကြီးကတိုင်းမှုတရားကကျွန်တော်ဒီဘက်ကိုတော်လိုင်းတက်ဖွဲ့ဘက်ကို CDN လောက်ပြီးတော့မှရောက်လာရောက်လာပြီးတော့မှဒီဘက်မှာသူ့အတူစိတ်တွေဟွာဖြစ်ပြီးတော့ကြောက်ကြီးရဲ့တွေဖြစ်ပြီးတော့မှဒီကျွန်တော်ထိုင်းမြောက်ဝတီမဲဆောက်မြောက်ဝတီတရားနှစ်ကနေပြီးကမှမြန်မာပြည်ကိုပြန်ဝင်သွားတယ် ပြန်ဝင်သွားတဲ့အချိန်မှာအဲ့ဒီတရင်မှုကိုကျွန်တော်တို့မြောက်ရီရုတ်တံမှာ match တက်ပြီးတော့မှာကိုအင်တာဗျူးထုတ်တယ်နော်ဘလို့ထုတ်လဲဆိုတော့အဲဟိုဟာပေါ့ဒီသူတို့ဒီဘက်ကိုရောက်လာတဲ့အချိန်မှာ UNG ကဘာတွေပြောပါလို့ပြောခိုင်းနေဘာတွေဟိုဟာဖြစ်ပါသူသူအင်တာဗျူးတွေပေါ့နော်အင်တာဗျူးတွေပြောခိုင်းနေပေါ့နော်ဘာတွေပြောပါဘာတွေပြောပေးပါဆိုတော့သူတို့ရဲ့အလိုကြပေါ့နော်သူတို့ရဲ့အလိုကြကျွန်တော်ကပြောပေးခဲ့ရတယ်ပေါ့နော်ပြောပေးပြီးတော့မှကျွန်တော်ဒီကျွန်တော်ရဲ့စိတ်သဘောဆန္ဒ အရာပဲတက်မတော်ကြီးရပဲကျွန်တော်တို့မိခိုရာအားထားရဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်အဲ့ဒီစိတ်ကူးနဲ့ပြန်လာခဲ့တာပါဆိုပြီးတော့မှအဲ့ဒီတရင်မှုကအဲ့ဒီမှာအင်တာဗျူးထုတ်တယ်ပြီးတော့ပြန်ဝင်သွားတယ်ပြန်ဝင်သွားပြီးတော့အင်တာဗျူးထုတ်တယ်ပေါ့နော်ထုတ်တယ်ထုတ်ယူရတော့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ online တက်ဖွဲ့တွေရဲ့ရသမျှတရင်တွေအကုန်လုံးဒီတရင်မှုစီကနေရအောင်ယူတယ်ယူပြီးတော့နောက်ဆုံးဘာလုပ်လဲဆိုတော့ဆေးကိုသူ့အတူတောက်ခိုင်းတာရောဒီဆေးတောက်ဆိုပြီးတော့မှသူ့အတူတောက်ခိုင်းတာတောက်ခိုင်းပြီးတော့မှကိုကိုကိုအဆုံးစီရင်ခိုင်းတယ် တို့တိုက်တာလည်းမဟုတ်ဘူးသူကသူတောက်တာပါဆိုပြီးတော့မှတရင်ကိုရအောင်ထုတ်တယ်ပေါ့နော်အဲချစ်ကောင်စီကအဲ့ဒီတရင်မှုကိုအဲ့ဒီတရင်မှုကလည်းပွင့်ပွင့်လင်းလင်းသူဘယ်လိုမျိုးနေခဲ့ရတယ်ဆိုတဲ့ဟာကိုအပွင့်ပွင့်လင်းလင်းထုတ်ပြောလာတဲ့အတွက်ပေါ့နော်ဒါ NUG ကဖီအားပေးလို့ပြောရပါတယ်ဆိုပြီးထုတ်ပြောလာတဲ့အတွက်ဒီတရင်မှုကိုတော့ကျွန်တော်တို့ဘက်ကနားလည်ပေးလိုက်ပါတယ်ဆိုတဲ့ဟာမျိုးချစ်ကောင်စီကဘယ်နှခါမှနားလည်ပေးခဲ့လေနော်ဒီဟိုပါဆိုလို့ရှိရင်လည်းဒီတိုင်းပဲ အဲလက်ရီယယ်တယ်လေးပေးတာကိုဒါဒါရိုက်တာအေဂျင့်လူကိုဒီလိုမျိုးဖန်ဆီးတယ်ဗောနော်ဒါပို့စ်တင်ပြီးတော့ရေးတာလည်းမဟုတ်ကွန်မန့်ရေးတာလည်းမဟုတ်စစ်ကောင်စီကဘယ်ရားမှနားလည်းမပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနားလည်းပေးလိုက်ပါကွာနားလည်းပေးလိုက်ပါကွာဆိုရင်းနဲ့ကျွန်တော်တို့တွေရဲ့နားလည်းမှုတွေကတော်လှန်ရေးအတွက်နောက်ဆုတ်ရမယ့်ခြေလှမ်းတွေဖြစ်သွားမှာအရန်ကြောက်ရတယ်ဗောနော်အဲ့တော့ပြက်ပြက်သားသားတကယ်ဟုတ်ကိုတိတိပပပြက်ပြက်သားသားအလုံးလုံးမှသာလင်းအဆင်ပြေပါပါသူလိုလိုခိုးလိုလိုငါလိုလို လုံလုံနေတဲ့အကြောင်းအရာတွေကအဆင်မပြေတော့ဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်နောက်လျှောက်ဆိုလည်းအခုဖန်စီယာကိုမိုက်တီတို့ဟိုကွာတို့နော်ကိုကျော်ဝင်းထွတ်တို့ဟိုအုံနိုင်တို့ပေါ့နော်ပြီးလို့ရှိရင်ဒါအေဂျင့်လူ ထပ်ပြီးတော့မှလာပြန်ပြီပေါ့နော်ဟုတ်နောက်တစ်ခုကလည်းဒါရွေးကောက်ပွဲနာနီးလာတော့ကျွန်တော်တို့ပေါ်ကျော်အောင်ဆန်းပြောခဲ့တဲ့မိန်ကွန်းလေးပေါ့နော်ဒါ1948ခုနှစ်မတ်လ23ရက်နေ့ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းက မိကုံးပြောခဲ့တဲ့ကောင်းလို့ချက်လေးပေါ့ရွေးကောက်ဝဲကို ဖြတ်မယ်ဆိုတဲ့လူတွေကိုတဲ့ကျောက်တို့အစိုးရကဒီအတိုင်းကြည့်နေမှာမဟုတ်ဘူးပေါ့နော်ပြင်းပြင်းထန်ထန်နှိတ်ကိုရမှာပဲပေါ့ရွေးကောက်ဝဲရွေးကောက်ဝဲမှာလွတ်လပ်စွာရှင်ပြန်ရွေးကောက်တဲ့နေရာမှာတော့ဘယ်သူမှကျောက်တို့အစိုးရနှောက်ယှက်မှာမဟုတ်ဘူးပေါ့သို့တော့ဖြတ်လို့ဖြတ်စည်းလုပ်တဲ့လူမှန်သမျှကိုတော့အာနာကုံနှိမ်နှင်းပြရမှာပဲဆိုတာမျိုးရှင်းရှင်းတတိပေးထားတဲ့ဒါကိုကျောင်းဆန်းခစ်တုံးကတော့ကိုကျောင်းဆန်းရဲ့ ဟွာပေါ့မိတ်ကုန်းပေါ့ဒါပေမဲ့ဒီခေတ်မှာကျတော့ဘဟုကအဲခုနသူကရွေးဘသူပြောထားတဲ့ဟာရွေးကောက်ပွဲမှာလွတ်လပ်စွာရှင်ပြန်ရွေးကောက်မဲ့နေရာမှာတော့ဘသူ့မှာဘကျုံအောင်ဆန်းအကျုံတို့အစိုးရနောက်ရှက်မှာမဟုတ်ဘူးလို့ပြောတာအခုခေတ်ကျတော့ဒါရွေးကောက်မဲ့လူတွေကိုအရင်ဆုံးစက်ကောင်စီအနေနဲ့ဟိုထောင်သွင်းအကျဉ်းချပြီးညှဉ်းပန်းနှိပ်စက်ပြီးတော့မှသူတို့ကပြန်ပြီးတော့ဒါရွေးကောက်ပွဲရှင်ပြိုင်ပဲပေါ့နော်ရှင်ပြိုင်မယ်ဆိုတဲ့အချိန်မှာဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဒါဟိုဝေဖန်တာတောင်၄တောင်တော့မှအခုလက်ရှိကနုပညာရှင်တွေကိုဒါဖန်ဆီးနေတယ်ဆိုတော့ဘူဂျုံဘူဂျုံအောင်ဆန်းခေတုံးကကြတော့တကယ်ဒီမိုကရေစီကို သွားဖို့အတွက်ပါတီစုံဒီမိုကရေစီကိုသွားဖို့အတွက်ငါတို့ရွေးကောက်ပွဲလုပ်မယ်ဒီရွေးကောက်ပွဲကိုဖျက်လို့ပြစီလုပ်တဲ့လူကိုငါတို့တွေကပြည့်ပြည့်စုံစုံအရေးယူရမယ်လို့ပြောတာသူပြောတဲ့စကားအဲ့ဒါကိုသူကကျင်းမုံတည်င်းတာမှာ ဒီဟာကြီးကိုဟွာဖြစ်ပြီးတော့မှတကလုံးကိုပြန်ယူပြီးတော့မှတုံးတာပေါ့နော်ဒါပေမဲ့ရွေးကောက်ပွဲဆိုတော့တူတယ်ရွေးကောက်ပွဲချင်းမတူဘူးဟုတ်လားဘောလုံးပွဲဟုတ်တယ်ဘောလုံးပွဲတူတယ်ဘောလုံးပွဲရိုက်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်လမ်းပေါ်မှာကန်တယ်လမ်းပေါ်မှာဟိုဟွာလုတ်ပြီးတော့မှဖနက်လေးညဖနက်လေးနှစ်ဖက်ချပြီးတော့မှဟိုဘက်၃ယောက်ဒီဘက်၃ယောက်လောက်ကန်တာကိုလေဘောလုံးဘောလုံးကန်တယ်လို့ခေါ်တာပဲဘောလုံးပွဲလို့ခေါ်တာပဲ တကယ်ဟိုနိုင်ငံသားမကန်တဲ့ဟာလေဘောလုံးမွဲလို့ခေါ်တာကဘာဖလားလဲဘောလုံးမွဲပရီးမီးယားလိရလဲဘောလုံးမွဲလို့ခေါ်တာပဲဒါပေမဲ့မတူတဲ့အကြောင်းချင်းရတယ်အများကြီးရှိတယ်မင်းအောင်လိုင်းရဲ့အဲ့တော့ဒီဟာကိုသွားပြီးတော့မှဘိုးချုပ်ကြေးရုပ်ကိုကြတော့ညာတိတ်စိတ်ခိုးဖြုတ်တယ်လိုအပ်တဲ့အခါကျတော့ဘိုးချုပ်စကလုံးတွေကိုလာထုတ်ပြီးတော့မှတုံးနဲ့မင်းတို့စစ်တဲ့စောက်ကျင်ကဘလောက်ထိပျက်စီးညွှန်းနေပြီလဲဆိုတဲ့ဟာပြည်သူလူထုအကုန်လုံးကတိတယ်အခုက ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲမဟုတ်ဘူးတပါတီရွေးကောက်ပွဲအဲ့တော့တပါတီရွေးကောက်ပွဲကိုနှောက်ယှက်တဲ့လူကိုငါတို့အစိုးရကပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုပြီးအဓိကဟိုစကလုံးကိုကင်ပြီးတော့မှတုံးတာပေါ့နော်ဟိုဗိုလ်ချုပ်ပြောခဲ့တဲ့စကလုံးကိုကင်ပြီးတော့မှတုံးတာဒါပေမဲ့တကယ်တကယ်ဒီနေ့ဒီချိန်ကအဲ့ဒီဟာနဲ့လုံးဝမတူဘူးအဲ့ဒီစကလုံးစကရဲမျိုးကဘယ်ချိန်မှတုံးရမလဲဆိုတော့တန်းရွှေခစ်ကနေပြီးကမှရွေးကောက်ပွဲကိုသွားမဲ့ ီမိုကရေစီလမ်းကြောင်းပေါ်သွားမယ်အယသာအစိုးရကိုလွှဲမယ်အချိန်မှာရွေးကောက်ပွဲလုံးမယ်လို့ကြေညာတဲ့ဟာကိုဖျက်လို့ဖျက်စီးလုပ်တယ်ဆိုလို့ရှိရင်တော့ဒါဒီသကလုံးစကရံမျိုးကတုံးတင်တယ်ဘာလို့လဲဆီအာနာရှင်စနစ်ကနေပြီးတော့မှကျွန်တော်တို့ပါတီစုံ2015ရွေးကောက်ပွဲမျိုးတုံးတင်တယ်ရွေးကောက်ပွဲအဲဒီတော့ဘယ်သူကမင်းတို့အတူရောက်ရွေးကောက်ပွဲကြီးပါလို့ဘယ်သူကပြောလဲဟုတ်ဘူးကပြော2015တော့ဘယ်သူပြောခဲ့လို့တယောက်မှမပြောခဲ့ဘူး ဟုတ်လားတိမ့်ချင်းကြီးအစိုးရကနေပြီးတော့မှဂျူကော့ဝဲလုပ်တယ် NND အစိုးရကိုဝါပစ်တဲ့အချိန်မှာတယောက်မှငါတို့မဲသွားပေးတယ်ပေးတရားမလို့အနာတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးပါနဲ့လို့လေဘလူးမှထွက်ပြီးတော့မပြောခဲ့ဘူးနော်ပါတီလဲဆုံးခဲ့တယ်နော်ပါတီလဲဆုံးခဲ့တယ်အဲ့တော့ဂျူကော့ပွဲရင်မတူတဲ့ဟာမှာကျွန်တော်တို့ဗိုလ်ချုပ်စကလုံးနဲ့ထပ်ပြီးတော့မှပြည်သူလူထုကိုထပ်ပြီးတော့မှအစိတ်ခတ်နေပြန်ပြီပေါ့နော်ဗိုလ်ချုပ်ရဲ့ main goal နဲ့ထပ်ပြီးတော့မှပြည်သူလူထုကိုအစိတ်ခတ်နေပြန်ပြီအဲ့တော့ဟာဗိုလ်ချုပ်ပြောခဲ့တဲ့စကားကြီးကိုငါတို့ကမလိုက်နာတာလား ဆိုပြီးတော့မှပြည်သူလူထုကထင်ရောက်ထင်မှာဝေဒီဝါဒဖြစ်အောင်လို့ဒီစကလုံးကြီးကိုကျင်းမုံတဲ့င်းတာအဲထိပ်ပိုင်းမှာခေါင်းကြီးမှာကိုထည့်ပြီးတော့မှဒီစကရက်ကြီးကိုအပြထန်းပြောပြီးပြောပြတာပေါ့နော်ပြန်ပြန်ပြန်ဘယ်လိုပြောရမလဲပြန်ပြောင်းပြောပြရဲလို့ပြောရမှာပေါ့နော်အဲ့တော့ဖတ်တဲ့လူကသွားပြီးတော့မှငါတို့ကဗိုလ်ချုပ်စကားကိုနားမထောင်တာများနားမထောင်ရမင်းရောက်နေမလားဆိုတော့အတွေးမျိုးဝင်သွားလို့အမှန်တကယ်ရွေးကောက်ဝဲခြင်းလုံးဝမတူတဲ့အတွက်ဒီနေ့ဒီချိန်မှာအတူရောင်ရွေးကောက်ဝဲလို့ အပြောခံရတာအတူရောင်ရွေးကောက်ပွဲလို့ဟိုအရင်တုန်းကအပြောခံခဲ့ရဘူးလားပါတီစုံတကယ်လွတ်လပ်စွာနော်အဲဒီကဟိုမှာတစ်ဖက်က NND မဲဆွဲတဲ့ရင်နှိုင်းကြီးကလာတယ်ဒီဘက်ကကြက်ခိုင်မဲဆွဲတဲ့ရင်နှိုင်းကြီးကလာတယ်ရင်နှိုင်းနှစ်ခုဒီလိုမျိုးဖြတ်ပြီးတော့မှသွားတဲ့အချိန်မှာတော့မှပဲတစ်ဖွဲ့နဲ့တစ်ဖွဲ့ဆနောက်ပြီးတော့မှမင်းတို့နိုင်လဲမင်းတို့မှမင်းတို့ဟွာဖြစ်ငါတို့နိုင်လဲငါတို့ကငါတို့အဲ့တော့ကြက်ခိုင်နိုင်တော့ကလည်း NND က AACC ပဲနေခဲ့တာနောက်တစ်ချိန်ငါတို့နိုင်အောင်ဘယ်လိုကြိုးစားရမလဲဆိုတော့ ခြေလှမ်းသစ်ပဲလှမ်းတယ်၊သွေးသစ်ပဲလောင်းတယ်နော် NNI နိုင်တဲ့အခါကျမှစစ်ကောင်စီကတပတ်လည်နဲ့နော်ကိုက်လို့မရတော့ကိုက်လို့ရတဲ့လူနဲ့လှည့်ပြီးတော့မှကိုက်ခိုင်းတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ရေကောက်ပေါ်ရင်လုံးဝမတူတဲ့အတွက်ဒီဘိုးချိုးရဲ့မိန်ကုန်းကဘိုးချိုးရဲ့သကလုံးသကရက်ကဒီနေ့ရေကောက်ပွဲမှာလုံးဝခွေးကောက်ပွဲမှာလုံးဝအတုံးဝင်တဲ့ဟာမဟုတ်ဘူးဟိုကပြောခဲ့တာလူကပြောခဲ့တဲ့အထွတ်မြတ်ထားတဲ့ဘိုးချိုးပြောခဲ့တဲ့စကားမင်းတို့ခွေးကောက်ပွဲအတွက်တုံးရမယ့် မိန်ကုန်မဟုတ်ဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါကျွန်တော်တို့ပြောခဲ့တဲ့သတင်းလေးကတော့စုံတယ်အဲဒါအမှုပညာဓမ္မရီအကြောင်းပါရီတော့ပါတယ်ပေါ့နော်ကျွန်တော်တို့အတိုင်းသားတွန်လိုင်းတက်ဖွဲ့တွေရဲ့အကြောင်းတွေရောပါတယ်အဓိကဆိုလိုချင်တာကတော့ကျွန်တော်တို့ကပြက်ပြက်သားသားပေါ့နော်အဲ့တော့ခွင်းလွတ်လိုက်ပါခွင်းလွတ်လိုက်ပါကွာသူ့မှာလဲဖီအားရှိမှာပါသူ့မှာလဲဖီအားရှိမှာပါဆိုတဲ့ဟာကကျွန်တော်တို့အတွက်နောက်ပြန်ဆွဲစီမဲ့ အကြောင်းအရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကျွန်တော်တို့ကပြက်ပြက်သားသားမလုပ်ခဲနဲ့ဒါဟိုတုန်းကပတ်သက်ခဲ့လို့ဒီတုန်းကပတ်သက်ခဲ့လို့ဆိုတဲ့ဟာမှာမနေညကကျွန်တော်တို့ဒါဥကျော်တလင်းပြောသွားခဲ့တဲ့စကားလေးတည်းရနဲ့ကျွန်တော်နောက်ဆုံးလေးပိတ်ရှင်တယ်ပေါ့နော်ဥကျော်တလင်းကကျွန်တော်တို့မီတင်မှာဗာစကားလေးပြောလဲဆိုတော့နော်ဂျေဇူးတရားနဲ့အမှန်တရားနော်ဘယ်ဟာကိုလိုက်ရမလဲဆိုလို့ရှိရင်တော့မတို့ကအမှန်တရားကိုပဲ လိုက်ရမှာပဲဗောနော်အမှန်တရားကိုလိုက်ရမှာဘာကြောင့်လဲဆိုတော့ငါရဲกว่าတဲ့ငါရဲငါအမေကမူရစီဝါလုံနေရဆိုလို့ရှိရင်ကျေးဇူးတရားအရာကြည့်မယ်ဆိုလို့ရှိရင်မင်းကိုဖွားလည်းနှလုံးပခုံးလည်းနဲ့တစ်တရားမွေးခဲ့တဲ့အမေမင်းရဲပြန်ဖမ်းတင်လာကျေးဇူးတရားအရာကြည့်မယ်ဆိုမဖမ်းတင်ဘူးအမှန်တရားအရာကြည့်မယ်ဆိုရင်တော့ဖမ်းရမယ်အမေဒါအမှန်တရားကိုလက်ကင်ဆွဲတဲ့လူတရားဖြစ်တယ်အမေဖမ်းရမယ်ဖမ်းပြီးတော့မှမင်းအချုပ်ခန်းနဲ့တွေ့တွေ့တဲ့အချိန်မှာ မင်းမျက်နှာကိုအမေလှုပ်တဲ့လူကဒရွေးနဲ့ပဲထွေးထွေးဘာပဲလှုပ်လို့ခံလိုက်မယ်ပြီးလို့ရှိရင်ထောင်ထဲမှာစားတင်စားလိုက်တာစားလို့ရအောင်ထောင်ဝင်သားပုံမှန်တွေ့ပြတာကျေးဇူးတရားကိုအဲ့လိုမျိုးပြန်ပြီးတော့မှဆက်ရမယ်ပေါ့နော်အဲ့တော့အမှန်တရားကိုကျေးဇူးတရားနဲ့ကျွန်တော်တို့ဖုံးကွယ်လို့မရဘူးပေါ့နော်အတရားဆိုလိုချင်တာအဲ့ဒါပဲဟာဒီနုပညာရှင်ကတော့ငါတို့ပုံမှာဘလို့ကျေးဇူးတွေရှိခဲ့ပါတယ်ဒီလူကတော့ငါတို့ပုံမှာဘလို့ကျေးဇူးတွေရှိခဲ့ပါတယ်ဆိုပြီးတော့မှသူ့မှာလည်း ဖိအားတွေကြောင့်နေမှာပါကွာဆိုပြီးတော့မှကျွန်တော်တို့ကအမှန်တရားကိုမပြောဘဲနဲ့အမှန်တရားကိုကျေးဇူးတရားနဲ့ဖုံးကွယ်ခြင်းကိုကျွန်တော်တို့ရှောင်ခြင်းပြီးတော့မှအမှန်တရားအမှန်တရားတသက်ကျေးဇူးတရားကကျေးဇူးတရားတသက်ကျွန်တော်တို့ခွဲမြင်တတ်ပြီးတော့မှကျွန်တော်တို့တော်လှန်ရေးကိုတကယ်ပြည့်ပြည့်သားသားတော်လှန်ကြပါစို့လို့ပြောကြရင်လည်းကျွန်တော်ဇက်ကဝိုင်းလေးကိုညီအောင်ချုပ်ပါရစေ။အားလုံးပဲကျေးဇူးတင်ပါတယ်။